ေးသဘာဝအလျောက်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဘဝဟိုကိုယ့်ဘာကိုတည် ပြီးတော့အလုတ်ထွက်လောက်ရတယ်အမေလည်းမရှိတော့ဘူးဆိုတော့အဲ့ဒါလေးကမှတနာပြီးတော့ခေါ်လိုက်တာအနာပွင့်သွားတော့ဒီအမတို့အနာစိမ့်လို့ဘာလို့ပြည်ဒီပိုင်းထွက်တယ်သွေးတွေပိုင်းထွက်တော့ဝိုင်းညှင်လိုက်တဲ့ခါမှာအာဒီလက်မှလည်းဒါသူအလုတ်လုတ်တော့မတန်တာနေမှာပေါ့ပိုးဝင်ပြီးတော့အဲ့ရနေစားဖြစ်သွားတာအဲ့လိုပိုးဝင်တော့သူပေါက်လာလို့ညာလို့ကောင်းမှုတာပါတန်းချောင်းကောင်းမှုပြည့်ပြည့်လဲလို့ပြင်အဲ့လိုအဲ့လို သူကဒီခုံနာမှာဆိုတော့လေဒီက enough အကျော်ရင်းနဲ့ဆက်ဆက်နေတဲ့အခါကျတော့အဲ့လိုပြင်မှာမမတို့တော့မတခါကျရင်နားတဲ့ရေဝင်နာတို့နည်းနည်းပါဆိုတော့အာရုံကျောင်းနဲ့ပတ်သက်နေတဲ့အခါကျရင်ခေါင်းမူးတာတွေပါဖြစ်တယ်မိုက်ကနေဖြစ်တာအဲ့လိုပြစ်ပြစ်လဲသွားတယ်တိရသွေးအားလည်းနေတယ်အေးသမင်းတော့စားနိုင်နေဆိုမှသူကအားနေတဲ့ပုံပေါက်နေပြီးတော့ဒီရဲ့အနာအရှိန်ကြောင့်သူအကျော်တွေတင်တာသူခံစားဝင်နာခံစားရမှာပေါ့တော့လူကောင်းလို့တော့သူပဲဟုတ်ဒါဆိုအချင်းခွဲပြီးသွားတဲ့အခါကျတော့မှဒီအသားစားကို မူတည်ပြီးတော့တို့ဆက်ပြီးတော့ဈေးတွေညွှန်ကြားမှုတွေလုပ်ပေးမှာပေါ့ကင်ဆာမဟုတ်ပါစေနဲ့ပဲဆူတောင်းအောင်မှာအဓိကတော့ဒီလုံရင်ဖယ်သွားပြီးသူကောင်းသွားပြီဆိုရင်အနာတွေပဲကျက်တဲ့အထိမတော်လုပ်ပေးမှာပေါ့ကောင်းကောင်းတော့အလိုသားအဖေကအလုပ်ပေးတာပါဒါကြီးကောင်းသွားပြီဆိုရင်ဒါလုပ်ချင်တယ်အလုပ်တွေလည်းလုပ်ရမယ်အဖေကိုလည်းပြန်ပြီးပြည့်စုံဆောင်ချလို့ရတယ်နော်ဟုတ်ကဲ့သေးဦးသားပြတာတနာလို့ပေါ့ပြောပါဆိုအမားတို့စီမှာအခုညလာတောင်းတဲ့ကလေးတွေရတာအများကြီးပဲ ။ तू ကတော့ငယ်တော့တဲ့အရွယ်မဟုတ်ဘူးဆိုပေမဲ့လည်းဟို16နှစ်ပဲရှိသေးတာလေ။ဟိုကဒီအနာအလုံးကိုကြည့်လိုက်ချင်းပြီ။ तू ဘယ်တော့တောင်အနေနဲ့ခတ်နေနေလဲဆိုတော့အမတို့ကိုချင်းစာလို့ရတယ်။အဲ့တော့ဒီအရေးကြီးတဲ့ဟာတွေထုတ်လိုက်တဲ့အချိန်မှာသူ့ဟိုမှာတွေ့တာပေါ့ဒါပေမဲ့သူတို့ကုညီလာတောင်းတာတိတ်မကြတူတပတ်လောက်ပဲရှိသေးတယ်။အဲတပတ်လောက်ရှိတဲ့အခါမှာအမတွေ့တာနဲ့ဟဲ့ဒီကလေးကဘလို့ဖြစ်တာလဲပေါ့ပြီးတော့သူ့ဘွားလေးကလည်းသနာဖို့လည်းကောင်းတယ်။ဆိုတော့သူကမိကောင်မောင်မလည်းမရှိဘူးဆင်းမျိုးသားချင်းလည်းမရှိဘူး။ မရှိဘူးအမေကလည်းမရှိတော့ဟိုဆုံးသွားပြီအဖေတယောက်တော့အဖေတော့ရှိသေးတယ်ဒါပေမဲ့တိတ်အစ်စစ်မပြေဘူးပေါ့နော်ပြီးတော့ကလေးရဲ့ဘဝကိုနားထောင်ကြည့်လိုက်တော့လေဟိုတခြားကလေးဆိုလေဘာပဲဖြစ်ဖြစ်ကလေးတဘာဝရှိတယ်သူကကလေးတဘာဝကိုမရှိပဲသူကတန်ငါလဲလိုက်တယ်အလုပ်တွေလုံချမ်းတွေလုပ်ရတယ်ပေါ့အလုပ်ချမ်းလုပ်ရတယ်တန်ငါလိုက်တဲ့အခါကျတော့ဟိုကလေးရဲ့ဘဝနဲ့မမျှတာဘူးပေါ့နော်အဲ့ဒါနဲ့အမသူတနာလို့ကိုစင်းစာလို့ဒီအလုံးကြီးကိုဖယ်ထုတ်လိုက်ရင်သူတော်တော်လေးအနေပေါ်သွားမယ်ဒီအလုံးကြောင့်လည်းသူမှ ဟိုခံစားရတဲ့ဝေဒနာတွေအများကြီးရှိတယ်ဆိုတော့အဲနဲ့အားခြင်းမဲသူတို့ရန်ကုန်ခေါ်ပြီးတော့ဒီရွှေတော်ဝင်မှာအမခွဲစိတ်ကူတာဖို့ဟိုစီစဉ်လိုက်တာပေါ့နော်ကျန်တာကတော့ဘာအလုံးလဲဆိုတော့အမတို့ဒါသူ့ရဲ့အသားစားဘယ်လိုစီဘာလို့လုပ်ပြီးတဲ့အခါကျတော့မှအမတို့အဖြစ်တေချာတိမှာပေါ့ကင်ဆာမဟုတ်ပါစေနဲ့ပဲဆိုတော့ကင်ဆာမဟုတ်ဘူးဆိုရင်တော့ကျန်တာအဆင်ပြေသွားမှာပေါ့ ကြည့်ရသွေးအားလည်းနေတယ်အဲသမင်းတော့စားနိုင်နေဆိုမှသူကအားနေတဲ့ပုံပေါက်နေပြီးတော့ဒီရဲ့အနာအရှိန်ကြောင့်သူအကြောတွေတင်တာသူခံစားဝင်တာခံစားရမှာပေါ့အဲ့တော့လူကောင်းလို့တော့သူပဲဟုတ်အဲ့တော့ဆရာဝန်ကြီးကတော့တေချာဆစ်ပြီးတော့ဒီနေ့ဖြစ်ဖြစ်မနေ့ကဖြစ်ဖြစ်သူအားချင်းခွဲပေးမှာဒါဆိုတော့အားချင်းခွဲပြီးွားတဲ့အခါကျတော့မှဒီအသားဆောင်ကိုမူတည်ပြီးတော့သူတို့ဆက်ပြီးတော့ဆေးတွေညွှန်ကြားမှုတွေလုပ်ပေးမှာပေါ့မမတို့ဘက်ကတော့ဒါသူ့ကိုကောင်းတဲ့အထိလုပ်ပေးမှာပါ တို့ပေါက်ပြလို့ရအောင်လို့ကောင်းမှုတာပေါ့တန်းရှောင်းကောင်းမှုပြည့်ပြည့်လဲလို့ဖြစ်အဲ့လိုအဲ့လိုမျိုးဖြစ်သူကဒီခုံနာမှာဆိုတော့လေဒီက enough အကျော်ရင်းနဲ့ဆက်ဆက်နေတဲ့အခါကျတော့အဲ့လိုဖြစ်မှာမမတို့တော့မှတစ်ခါကျရင်နားရဲရေဝင်တာတို့နည်းနည်းပါဆိုတော့အာရုံကျောင်းနဲ့ပတ်သက်နေတဲ့အခါကျရင်ခေါင်းမူးတာတွေပါကြီးဖြစ်တယ်မိုက်ကနေဖြစ်တာအဲ့လိုပြည့်ပြည့်လဲသွားတယ်ခလေးတဘာဝအလျာကိုအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဘဝဟိုကိုယ့်ဘဝကိုတည်ပြီးတော့အလုံထွက်လောက်သွားတယ်အမေလည်းမရှိတော့ဘူးဆိုတော့ ဲ့ဒါလေးကိုမှတနာပြီးတော့ခေါ်လိုက်တာပေါ့။ဒါငွေကောင်းပါနဲ့။ဒါဟုတ်ကဲ့သူများလှိအောင်လိုက်နေ။သူများလှိလိုက်နေရတဲ့။ဟုတ်။ဂျမ်းဆွဲနေငွေ။ဂျမ်းဆွဲနေတာတဲ့။ပြီးလဲပေါ့သူမှလည်း။ဒါအလုတ်ကပဲပဲရွေးစားလို့တာ။အဲ34နည်း။အဲ့ရေဒီကလောက်တာဆိုတော့ဘဝနာတယ်ပေါ့။မမတို့ပြောရမယ်ဆိုတော့ကိုယ့်ဘဝပေါ့။အဲ့လိုကြောင်းရတာလေတနာလို့။မတော်ဆိုလေမတော်ငယ်ငယ်တော့ဆိုဒါမျိုးတွေဘောအကြောင်းပဲတည်နေလောကရန်ဟိုနားလဲပြီးတော့ ဲ့လိုမျိုးအလုံထွက်လုပ်တယ်ဆိုရင်အတိတရားရှိတယ်ခလေးတရားပေါ့နော်ကောင်းသွားစီခြင်းလဲကောင်းသွားတော့လဲသူတို့ဘွားလေးအလုံကောင်းကောင်းလဲလုပ်နိုင်တယ်အော်တော့ဘုံလုံးကဟုတ်ကဲ့မတောင်းတောင်းဘုံကအလုံလုံးနဲ့တောင်းဘုံကအလုံလုံးနဲ့ဆိုဒီဘူးကသူဘုံကအကုန်อืมဘွားညို့ညစ်လို့လေအဲ့တောင်းဘွားလူရယ်အာအာနပိုးဝင်လာအနာပေါက်လာတော့သိရမလားလူကြီးကတော့သူတို့အလုံလုံးတဲ့တောင်းဘုံမှာအနာပေါက်တယ်ဆိုတော့ သူ့အနာလည်းပေါက်ပြီးတော့အနာပွင့်သွားတယ်တဲ့သူစောစောပြောတာအနာပွင့်သွားတော့ဒီအမတို့အနာစိမ့်လို့ပါလို့ပြည်တွေပိုင်းထွက်တယ်သွေးတွေပိုင်းထွက်တော့ဝိုင်းညှင်လိုက်တဲ့ခါမှာအာဒီလက်မှာလည်းဒါသူအလုတ်လုတ်တော့မတန်တာနေမှာပေါ့ပိုးဝင်ပြီးတော့အဲ့ရနေစဖြစ်သွားတာအဲ့လိုပိုးဝင်သွားသူ့ဘဝလည်းတနာလို့ဒီအနာဖြစ်တာကြတော့ဒုတိယပေါ့နော်ဒီကလေးအရင်သူ့ရဲ့စိတ်တက်ကလေးကိုချက်တဘောကြလို့အမအာကုညင်ပြက်တာအာဒီ7နှစ်23နှစ်ကနေစပြီးတော့ဒါသူအလုတ်ကျန်နေလောက်ရတယ် မိဘမရှိအမေမရှိဘူးအဖေနဲ့အဖေပေါ်မှာလည်းနားနေတယ်အလုပ်ထွက်လုပ်တယ်ဆိုတော့စိတ်ကလေးကိုကြိုက်လို့အရင်ဆုံးဟိုသူ့ရဲ့ဟာကိုတတိထားမိတာပေါ့တတိထားမိတဲ့အချိန်မှာဒီအလုံးကြီးနဲ့သူဘလို့အလုံးလုံးလဲပြီးတော့အဲ့တော့မှသူ့ကိုဆက်သွယ်ပြီးတော့မှသူ့ရဲ့ခံစားရတယ်ဝင်လာရင်ပြောကြအော်ဒီဟာကြီးဖယ်လိုက်ရင်သူဘလောက်တောင်မှနေရထိုင်ရပေါ့ပါသွားမလဲဟိုအလုပ်တွေကောင်းကောင်းမွန်မွန်လုပ်နိုင်မယ်ဆိုပြီးတော့တနာလို့လုပ်ပြလိုက်တာပေါ့နော်ပြီးတော့ဒါလည်းဆိုရင်ကမာဆိုလိုလေအလုံးကလည်းတည်တည်လေးမဟုတ်အကြီးဆိုတော့ ိုယ်လည်းဖြစ်သွားမှာဆိုလို့လုပ်ပေးလိုက်တာဟုတ်ကောတော့အလိုလားအဖေကအလုပ်ပေးတာပါအဲ့လိုမျိုးအဖေကဘာဟုတ်ကလက်မလက်မတို့လည်းရရင်အားလို့မအားလို့ဆိုရင်သူတို့ကတည်မလားအဲ့လိုတန်ခါးပိုင်းလိုက်ရတဲ့အခါကျတော့လေဒီကိုလိုက်လို့လေသူတို့စာဝန်နေရင်နဲ့ဂျန်နာနဲ့ဆိုတော့သူခွင့်ပြုပါတယ်ဆိုတာပတ်ဝန်းကျင်ကလည်းကောင်းတော့အမစီအကူညီလာတောင်းတာသူတို့ပတ်ဝန်းကျင်ကညမာလေးကနေအကူညီတောင်းရရနေပြီးတော့မှအခုလည်းသူတို့ပဲလိုက်ပို့ပေးတာဆိုတော့ဒါသူ့ရဲ့ ဟိုစေတနာသူ့အကျိုးပေးတယ်ပဲပြောရမှာပေါ့နော်ကိုကြီးမဲ့သူတွေပေါ်လာတယ်ပဲပြောရမှာပေါ့သူပိုတက်စီတွေပဲထိုးပြီးတော့ဆရာဝန်မကြီးကတော့ခွဲစိတ်ဆရာဝန်မကြီးဆိုဆိုတာဆရာမကြီးကတော့ဆက်ချင်းခွဲပေးမယ်လို့ပြောခွဲပြီးရင်တော့သူခံနိုင်ဖို့သူအမတို့ကဒါစီးရင်ကလည်းအကုန်လုံးကဲလုပ်ပေးမှာပေါ့နော်အဲသူတို့ဒီအနာတွေပဲအထိကအမဆိုးဆိုးပြောသလိုပဲကင်ဆာမဟုတ်ပါစေနဲ့ပဲဆူတောင်းအောင်ပါအဲဖြစ်လာခဲ့ရင်လည်းအမတို့ကမပြောကောင်းမဆိုကောင်းပေါ့ဆက်ပြီးကုသမှုတွေထပ်လုပ်အောင်ပါပေါ့နော်အဓိကတော့ဒီလုံးကြီးဖယ်သွားပြီသူကောင်းသွားပြီဆိုရင် အနာတွေပဲကျက်တဲ့အထိမတော်လုတ်ပြီးမှာပေါ့အဲ့တော့မှသူကောင်းကောင်းမော်ရွာပြန်ပေါ့ဒါကြီးကောင်းသွားပြီဆိုရင်ဒါလုတ်ရှင်နဲ့အလုတ်တွေလည်းလုတ်ရမယ်အဖေကိုလည်းပြန်ပြီးပြည့်စုံဆောင်ရှောက်လို့ရတယ်နော်ဟုတ်ကဲ့သူ့တော့မှဒီရွှေတော်ဝင်စေယုံကလည်းမားတို့မိသားစုစေယုံဖြစ်နေတဲ့အခါကျတော့ဒီရွှေတော်ဝင်ကဆရာဝန်တွေဆရာမတွေအကုန်လုံးကလည်းအမအရေးဖြစ်တဲ့ case မှသမီးကတော်တော်အကုန်လုံးကိုခလေးမွေးတာကအစာကလေးတွေနေမကောင်းတာအစာအကုန်လုံးဟို ဟိုအမားတို့စောင့်ရှောက်ပေးတဲ့ဇေယုံပေါ့နော်အဲ့တော့ဒီကလေးလေးဆိုလို့ရှိရင်လည်းအမားတို့ရွှေတော်ဝင်နဲ့ချိတ်ဆက်ပြီးတဲ့အခါကျတော့ဆရာဝန်ကြီးတွေခွဲဆစ်ဆရာဝန်ကြီးတွေသူတို့အော်လောက်ပေးဖို့အစင်းသိရှိတယ်လောက်ပေးမယ်ဆိုအမလည်းဘာဖြစ်ကိုယ့်ဘက်မှာဒီလိုမျိုးဆေးရုံဆေးရုံပေါ့ဆရာဝန်မကြီးတွေရှိတဲ့ခါကျအမလည်းအားရှိတယ်ကလေးတွေကူညီပေးရအဲ့တော့ရွှေတော်ဝင်မှာပဲအမသူ့ကိုခွဲစိတ်မယ်ပြီးရင်လိုအပ်တဲ့စေဝါကုသမှုတွေခံယူမယ်ပေါ့နော် တော့အမားနဲ့အတူကုသိုလ်လုပ်ပေးတဲ့ရွှေတော်ဝင်လည်းစေယုံကြီးကိုလည်းအမတကယ်ကျေးဇူးအများကြီးတင်ပါတယ်။မကြောက်နဲ့တော့ဒါဟုတ်မကြောက်နဲ့တော့ဒါအခုခံစားနေရတာဒါကြီးအလုံးဖယ်သွားပြီဆိုလို့ချင်းအားမပြေဘူးပြီးတော့ခွဲတဲ့အခါလည်းမနာဘူးသိလား။ဒါအိပ်ပြောနေမှာနော်။အဲ့ရနိုးလိုက်မရှိတော့ဒီအလုံးကြီးရလေနော်။အာနာမလည်းမပူနဲ့ပြီးရင်ဒါစားဖို့တောက်ဖို့နော်ဘေးမှာကုညီပေးဖို့အဲ့ဒီကအများကြီးလုပ်ပေးမှာနော်။အကုန်လုံးလုပ်ပေးမကြောက်နဲ့တက်လာနော်။